ကျွန်တော်ရဲ့မိတ်ဆွေတွေပြုံးလွန်မှာမြေဝင်မဲ့ဆိုရင်မြေခိုင်မာမှုကပထမဆုံးဦးစားပေးဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ဒါအလားအလာပေါ့နော်။အလားအလာဆိုတာမန္တလေးလာရှူလန်းနဲ့နီးရမယ်၊ပတ်ဝန်းကျင်တန့်ရမယ်။အဲ့တော့အိမ်ကလည်းကောင်းပြီးတော့တကယ်လို့အာစီအစစ်မှန်ဆောက်ထားတဲ့ဟာမျိုးလည်းဖြစ်ရမယ်။ဒါမျိုးတွေရှာနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအိမ်လေးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ โอเคမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆွီထုံပြည်ဦးလင်းအင်ချမ်မြေကကိုဖြိုးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်တလုံးကဒါပြည်ဦးလင်းမြို့ရဲ့ရက်ွက်ကြီးစက်ခွန်အနီးစခန်းထဲမှာရှိတယ်မြေမျိုးစားကလည်းဒါလူနေတိုင်ခွင့်လာရ30ခါဝေးပေါ့နော်အရင်ခေါ်တော့ဒါလာနာ39လို့ခေါ်တာဖြစ်ပါတယ်လာနာ39ကြာထားပြီးသားလူနေတိုင်ခွင့်ကြာထားပြီးသားမြေဖြစ်တယ် ချန်အခြေဝန်အနေနဲ့လည်းဒါမျက်နှာစာက P 60ဘေးနှစ်ဖက်ကအရှိ P 90ဆိုတဲ့အတိုင်းအတာတစ်ခုကိုပိုင်ဆိုင်ထားတဲ့အိမ်တစ်ခုလည်းဖြစ်ပါတယ်။အဲ့တော့ချန်ဝင်းထဲမှာလည်းဒါ landscape ကလည်းကောင်းတယ်။ကားအနေနဲ့ကလည်းကားက3-4စီးလောက်ကိုထားလို့ရမယ်။ချန်ဝင်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့တော့ပတ်ဝန်းကျင်ဆိုတော့ဒါလူနေအိမ်ကောင်းနေနဲ့ပြည့်နေတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်တဲ့နေရာအနေနဲ့က ပြုံးလင်မျိုးအနီးစခန်းရဲ့အနီးစခန်းဗီလာထဲမှာတည်ရှိတဲ့အိမ်တစ်လုံးလည်းဖြစ်ပါတယ်။အဲ့တော့ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်တဲ့လူနေအိမ်ကြီးအိမ်ကောင်းတွေနဲ့ပဲဖြစ်ပါတယ်။အိမ်ရဲ့ဘေးမှာလည်းမြေပိုးလေးအနေနဲ့ပါမယ်အိမ်ပပတ်လေးမှာလည်းဒါပန်းပောင်လေးတွေလှုပ်ထားပေးတယ်ပန်းပောင်လှုပ်ထားတဲ့ဆိုပေမဲ့ဒါအိမ်ကမြင့်လာဖြစ်တတ်ကြောင်မလို့ကိုအိမ်ရဲ့နေရန်ထဲမှာရေဝတ်မှာရေဝင်မှာကိုစိတ်ပူစရာမလိုဘူးအဲ့တော့ကျွန်တော်တို့ဒီအိမ်လေးကိုဝင်ကြည့်ကြည့်အောင်ဒိန်းနာ RC နှစ်ထပ်ဖြစ်တယ်ဝင်ဝင်ချင်းမှာအေကန်းကျဲအနေနဲ့တွေ့ရမယ် တံပန်းတကားတွေကလည်းတအိမ်လုံးတက်ဆင်ထားပြီးသားတကားတွေဆိုလည်းဒါကျွန်းပေါင်းသားတွေကိုပဲတုံးထားတာဖြစ်ပါတယ်။အောက်ကအခင်းကတော့ကိုရီးယားပါကီတွဲမီလီကိုတုံးထားပြီးတယ်။အဲ့တော့အေကန်ရဲ့ဒီညာဘက်ဝင်ဝင်ချင်းမှာမာစတာခန်းကျဲအခန်းကျဲတစ်ခုရှိမယ်။အခန်းကလည်းလင်းပြီးတော့လုံချုံရင်းတံပန်းတွေလည်းအကုန်လုံးပါရှိတာဖြစ်ပါတယ်။ အဲ့ဒီရဲ့အနောက်မှာတော့ဒါအပေါ်ဘက်ကိုတက်တဲ့လေကားခွင် area ဖြစ်မယ်ဒီဘက်မှာတော့ dining kitchen dining kitchen ကလည်းဒါကျယ်ပြီးတော့လင်းလင်းရှင်းရှင်းလည်းရှိတယ်လေကားရဲ့အောက်မှာလည်းအဲပစ္စည်းတွေအနေနဲ့လည်းထားလို့ရမယ် command toilet အနေနဲ့လည်းပါရှိတယ် လီကားခွင့်ဧရိယာလည်းဒါကျဲဝန်းတဲ့အတိုင်းအတာမျိုးလေးလည်းဖြစ်တယ်ပစ္စည်းတင်ကြားအတွက်လည်းအဆင်ပြေမယ် landing area လည်းကျဲတယ်အပေါ်တော့မှာတော့အခန်းဖွဲအနေနဲ့ကဒါ master နှခန်းနဲ့ shrine room ပါမယ်ဒါတော့ဖျားကန်းအနေနဲ့ထားလို့ရမယ်အခန်းဖွဲစီပုံပုံစံမျိုးဖြစ်တယ်ဒီဘက်ကတော့ဒါ master gun master gun ကတော့ဒါအောက်ထပ်ကအခန်းနဲ့ဖွဲစီပုံအကျေရောအတူတူပဲဖြစ်တယ်ဒီဘက်မှာလည်းဒါနောက်ထပ် master gun တခန်းအနေနဲ့ထပ်ပြီးပါရှိတယ်မာစတာကန်းကလည်းအတုံးကန်းလုံးကတော့အခန်းကျေရော အခန်းဖွဲ့စည်းပုံဒီအကုန်လုံးကတော့အတူတူပဲဖြစ်တယ်လင်းလင်းရှင်းရှင်းလည်းရှိတယ်မန်နေဂျာဆယ်လီမှာလည်းဒါ live box လေးတွေထည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့တောင်လှမယ် တိုင်းနာမျိုးလေးလည်းဖြစ်ပါတယ်အဲ့တော့ဘေးပတ်ဝန်းကျင်ဆိုတာလည်းအခုမိတ်ဆွေတွေမြင်ရတဲ့အတိုင်းပဲပတ်ဝန်းကျင်မှာအကုန်လုံးကအင်ကြီးအင်ကောင်းတွေနဲ့ခြံဝန်းကျကျတွေပဲဖြစ်တယ်ခေါ်ဆိုရတဲ့ဈေးနှုန်းကလည်းဒါပေ40 90ကို36000လဲရှိရပဲခေါ်ဆိုရတာဖြစ်ပါတယ်အိမ်အစ်စ်နဲ့လည်းหนีလို့ရမယ်ပတ်ဝန်းကျင်ကလည်းကောင်းတယ်မြေခိုင်မာမှုအနေနဲ့ဆိုရင်လည်းဒါလူနေထိုင်ခွင့်ကျထားပြီးသားမြေဖြစ်ပါတယ်အဲ့တော့ဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုတော့ကျွန်တော်ရဲ့ Sweet Home Facebook TikTok YouTube Channel တွေကနေပြီးတော့မှဆက်သွယ်ဆောင်လန်းလို့ရပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာ